ဆိုတော့အားလုံးပဲမင်္ဂလာပါပြမဘလော့ကနေပြန်လဲကြိုဆိုပါရစေဒီနေ့ဒီဗီဒီယိုမှာကျွန်တော် knowledge sharing လုပ်ပေးတာပဲအကြောင်းလေးရပါတော့ကျော်ရီအသက်20ကျော်လာပြီဆိုတာနဲ့ကိုယ့်ရဲ့ဘဝမှာဆရာကောင်းတယောက်နဲ့တော့ရှိဖို့လိုတယ်ပေါ့နော်တွေ့ဖို့လိုတယ်ပေါ့နော်ဆိုတော့ဆရာကောင်းတယောက်လို့ဘယ်လိုသတ်မှတ်တာလဲဘာကြောင့်လိုအပ်တာလဲဆိုတော့ကိုကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာ knowledge sharing နေနဲ့ပြပြတာမှဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရှုပေးပါဦးကျေးဇူးပါဆိုတော့ဆက်လိုက်ရအောင်မနော်အခုဒီဗီဒီယိုကြည့်နေတဲ့ဗရာသားတွေအသက်20ကျော်ပြီဆိုတာနဲ့ ဆရာကောင်းတယောက်မဖြစ်မနေရှိထားတဲ့နေပေါ့နော်ဆရာကောင်းလို့ပြောလိုက်ပြီဆိုတာနဲ့ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်မှာပဲပေါ့နော်ဘာလို့ဆရာဆိုတာဒီကျတော်တို့ကိုယ့်ကိုပညာတင်ပေးတဲ့လူပြီးတော့နောက်တစ်ခုကိုယ့်ဘဝကိုအာတုံတင်ဆုံးမပေးတဲ့လူဒါတွေအကုန်လုံးဆရာလို့ခေါ်လို့ရတယ်ပေါ့နော်ပြီးတော့ကိုယ့်ရဲ့မိဘကလည်းကိုယ့်ရဲ့လက်ဦးဆရာပါပဲဆိုတော့ပြောချင်တာကဆရာကောင်းလို့ပြောလိုက်ပြီဆိုတာနဲ့ဥမာကိုက workshop လုပ်တာပဲဖြစ်ဖြစ်အာကိုကကာပန်တာလုပ်တာပဲဖြစ်ဖြစ်ကိုကပယံလုပ်တာပဲဖြစ်ဖြစ်ပေါ့နော်ဒီမှာတင်ပေးတာလည်းကိုယ့်ရဲ့ဆရာပါပဲပေါ့နော်ဆိုတော့ အငြင်းတွေ့ကြုံနေရတာကိုယ့်ရဲ့လုပ်ငန်းခွင်ထဲမှာကိုယ့်ကိုတုံ့တင်ဆုံးမပေးတာကိုယ့်ရဲ့ဆရာလို့ပြောလို့ရတယ်ပေါ့နော်ကိုမသိတဲ့အကြောင်းအရာလေးတွေအကုန်လုံးကိုကိုယ့်ရဲ့ကိုယ့်ကိုတုံ့တင်ဆုံးမပေးတာအဲ့ဒါကိုဆရာလို့ခေါ်ပါတယ်ဆိုတော့ဒါတော့လူတိုင်းသိပါတယ်ဘာကြောင့်ဆရာထားတဲ့လဲဆိုရင်ပေါ့နော်ကျောင်းဘဝမှာကိုမိဘရှိကအလိုလိုက်မခံရတဲ့အကြောင်းအရာတွေကိုမိဘရှိကအာကိုမိဘနဲ့တိုင်ပင်ဆွေးနွေးလို့မရတဲ့အကြောင်းအရာတွေကြာရင်ကိုတယောက်တည်းဖြတ်တန်တဲ့အချိန်တိုင်းအမားမအရင်ရုံနဲ့အများကြီးဖြစ်တတ်ပါတယ် ဆိုတော့ဒီမှာပြောချင်တာကအာဘဝရဲ့အကြောင်းအရာတွေကိုကျွန်တော်တို့မသိတဲ့အခါဘဝရဲ့အကြောင်းအရာတွေဘယ်လိုမျိုးဖြတ်တန်းရမလဲကြော်ဖြတ်ရမယ့်အချိန်ကြီးတယောက်တည်းဖြတ်တန်းရတဲ့အချိန်ကြီးအများကြီးရှိပါတယ်ဆိုတော့အသက်20ကျော်လာတဲ့အချိန်မှာကျွန်တော်တို့သိလာတာတစ်ခုက70တန်းတော့ကအတွေ့နဲ့ကျွန်တော်တို့အသက်20ကျော်လာတဲ့အတွေ့အကြုံကလုံးဝမတူတော့ပါဘူးပြီးတော့နောက်တစ်ခုမိဘတွေနဲ့တိုင်ပင်ဆွေးနွေးလို့မရတဲ့အကြောင်းအရာတွေရှိတယ်ငွေကြေးအကြောင်းအရာတွေရှိတယ်အာကျွန်တော်တို့စစ်တူကြီးစားအကြောင်းအရာတွေရှိတယ်ဆိုတော့ဒါတွေကမိဘတွေနဲ့အချို့တွေကပြောရမှာရှက်တယ်ပေါ့နော် ဆိုတော့ကိုယ့်ရဲ့ဘေးမှာဆရာတယောက်ရှိတယ်ဆိုရင်တကယ်ချင်းလို့လို့အာတကယ်ချင်းတယောက်လို့လည်းပုံမဲ့လေးလေးပြောလို့ရတယ်တချို့လူတွေဆို introvert တွေရှိတယ်ဘောနော်တချို့ဆိုတကယ်ချင်းမရှိဘူးရှိရတဲ့တကယ်ချင်းကလည်းဝေးနေလို့မတိုင်ပင်ဖြစ်ဘူးဒါမျိုးဆိုရင်ကိုယ့်ဘေးနားမှာရှိတဲ့ဆရာကိုပုံမဲ့လေးလေးပြောပြီးတိုင်ပင်တာဖြစ်တဲ့အတွက်ကျွန်တော်တွေကလေးတယောက်လို့တေချာပေါက်ပြောပြတော့ကျွန်တော်တို့အတွက်အမှားမှယွန်းနေမဖြစ်တော့ပါဘူးပြီးတော့နောက်တစ်ခုကိုဘွားရဲ့ အမားတွေအကုန်လုံးကိုဝန်ခံချပြလို့ရတဲ့ဆရာတယောက်ကိုဗီနာမှာရှိတဲ့အတွက်ကိုကမားမှလည်းမကြောက်တော့သလိုဘယ်တော့မှလည်းမမားတော့ပါဘူးပေါ့နော်ဆိုတော့ပြောချင်တာကပေါ့နော်တကယ်တမ်းကျွန်တော်တို့အသက်20ကျော်လာပြီဆိုတာနဲ့ကိုမှဆရာကောင်းတယောက်တော့ရှိထားနေတယ်ပေါ့နော်အာဘာကြောင့်မလို့ကျွန်တော်ဒီလိုပြောတာလဲဆိုရင်ကျွန်တော်ဥပမာတစ်ခုပြောပြရမယ်ပေါ့နော်အဲ့ဒါတော့ကျွန်တော်အတွေ့အကြုံပဲပါအာကျွန်တော်အရင်တော့ကအာဒီလိုမျိုးပေါ့နော်ဆဲတတ်တယ်ဆိုရက်တယ်ပြီးတော့နောက်တစ်ခု သူတပောင်းအပြစ်ပုံချတတ်တယ်ဒီလိုမျိုးလည်းမကြိုးစားတတ်ဘူးကျွန်တော်အများကြီးရှိရပါဒါတကယ်ပြောတာပါပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီအခုပေါ့နော်စင်ကာပူရောက်လာတယ်နှစ်နှစ်အခုဆိုရင်နှစ်နှစ်ပြည့်တော့မှာပေါ့နော်နှစ်နှစ်ပြည့်တော့မယ့်အချိန်မှာကျွန်တော်ဒီကကျွန်တော်ရဲ့အခုအလုပ်ခွင်ထဲမှာတို့ရဲ့ဆရာတယောက်နဲ့တွေ့ပြီးတော့ကျွန်တော်အများကြီးပြောင်းလဲလာတယ်မဆဲတတ်တော့ဘူးပြီးတော့နောက်ခုသူများပေါ့အပြစ်ပုံမချတတ်ဘူးအတင်းမပြောတတ်ဘူးပြီးတော့ရင်အားနေရင်ကျွန်တော်တိတ်တိတ်စိတ်တွေပဲနေတတ်တဲ့လူတွေရောက်ဖြစ်သွားတယ် ပေါ့နော်အရင်ကဆိုကျွန်တော် extro ပါပေါ့နော်အရင်စကားများတယ်အခုဆိုအဲ့လိုမဟုတ်တော့ပါဘူးဆိုတော့ဆရာကောင်းတယောက်နဲ့တွေ့တဲ့အချိန်မှာကျွန်တော်ရဲ့ pattern တွေကျွန်တော်ရဲ့ပုံစံတွေအပြုတ်မှုတွေအကုန်လုံးချိန်သွားတယ်ပေါ့နော်ဒါကကျွန်တော်ရဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီး sharing လုပ်ပေးတာပါဆိုတော့ဒီ video ကြည့်နေတဲ့ brother တွေအသက်20ကျော်ပြီဆိုတာနဲ့ကိုယ့်ဘဝကိုပြုပြင်ပြောင်းလဲခြင်းနဲ့ဆိုရင်ဆရာကောင်းတယောက်တေချာပေါက်ရှာရမယ်ပေါ့နော်ကိုတယောက်တည်းနဲ့တော့လုံးဝမဖြစ်နိုင်ပါဘူးတယောက်တည်းသွားတယ်ဆိုတာကကြားလို့တော့ကောင်းတယ်ပေါ့နော်တကယ်တော့ပုံမြင်နေပါပေါ့နော်ဆရာကောင်းတယောက်ရှိကိုရှိထားတင်ပါ တော့ဒီနေ့ဒီဗီဒီယိုမှာတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်လူအခုဒီဗီဒီယိုကြည့်နေတဲ့ဘာသားတွေအကုန်လုံးလည်းအသက်20ကျော်ပြီဆိုတာနဲ့ဆရာကောင်းတယောက်တည်ချပေါ့ရှာပေါ့နော်ဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်